ဲမင်္ဂလာပါကျွန်တော်ရဲ့ North Tiger Channel တစ်ဖက်ပြန်လို့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel ကိုနေ့ရက်တိုင်း update တရှိပြီးတဲ့ဒီတိုင်းအထူးပဲကြည့်လို့တင်တယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်သတင်းလေးကတော့ New Moon ရဲ့ video file လေးဖြစ်တယ်အတူတကွနားဆင်ကြရအောင်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့သတင်းအတော်လေးတွေနဲ့အရင်သွားချင်တယ်။ဆိုတော့သတင်းအတော်လေးထဲမှာမနေ့ကပြောသွားတဲ့စစ်တုံးပန်းနဲ့အတူဗမောက်အကြောင်းကိုအရင်ပြောချင်တယ်။အင်ဒိုကဖမ်းထားတဲ့စစ်တုံးပန်းတွေကိုအင်ဒိုမှာထားတာမဟုတ်ဘဲနဲ့ ပင်လယ်ဘိုးမှာထားတာဆိုတော့ပင်လယ်ဘိုးမှာသူတို့ကိုချုပ်နှောင်ထားတယ် PDF 3ယောက်ကတော့စောင့်နေတယ်ဆိုတော့ PDF 3ယောက်ကဘာလုပ်နေတလဲဆိုတာတော့မသိဘူးစစ်တုံးပန်ခွေး73កောင်ကတော့ PDF 3ယောက်ကနေမှလက်နက်တွေလုပြီးမှအော်တိုဘာလ15ရက်နေ့မှာထွက်ပြေးသွားတယ် တို့ထွက်ပြေးသွားတဲ့အခါမှာတို့ကိုစောင့်နေတဲ့ PDF သုံးယောက်စီကလက်နက်တီးလူယူသွားတယ်ဆိုတာကိုလည်းသိရတယ်။ငါးကောင်ဖမ်းမိပြီးကျန်တဲ့ဥစ္စာကိုဆက်လက်ပြီးတော့ရှာနေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။ပြီးနောက်တစ်ခု update အနေနဲ့ပြောပြချင်တာကတော့မနေ့ကဗတ်မောက်ကိုစစ်ခွေးတွေဘက်ကနေမှမီးရှို့လိုက်တယ်လို့ကျွန်မပြောခဲ့တယ်။ဆိုတော့အခုကတော့ကျွန်မဗီဒီယိုတော်တော်လေးကိုအရင်ပြချင်တယ်နားထောင်ကြည့်ရအောင်နော်။ဟုတ်ကွာ။လုံးကအများကြီးပဲ။ များကြီးတော့မကဘူးအများကြီးဖြစ်နေတာမီးရှို့နေတာမီးရှို့မီးရှို့တယ်မီးရှို့မီးရှို့လာတာမသိဘူးမီးရှို့လာပဲနေမှာနည်းနည်းအလုံးနေမဟုတ်ဘူးတာရွေးတတန်းလုံးမယောအဲ့ဒီပြီးတော့ဟာတော့ပူရှို့လမ်းနဲ့ဟာပူရှို့လမ်းကတက်တက်ပဲပူရှို့လမ်းပူရှို့လမ်းပေးနာဟာအကုန်ရှို့တာပဲမီးရှို့ပြီးပြီးလို့မကောင်းသေးလားအဲ့ပါရှင်လောက်မှလောက်မှဒါစစ်ကိုစစ်နေတယ်ဘာမတိုက်ရောလဲအတက်ကရှုရတယ်ကျွန်တော်တို့ဖွဲ့ရရှုရလို့လောက်မှတို့ဟိုအဆန်ဒီလမ်းရနေစတင်တော့ အဲ့ဒါကြတော့တင်ရမယ်ဘာပဲလဲညှိုးပြီးတော့မှနော်ဒီကောင်ဒီဆုတ်ဖောက်ဖို့ပြင်ဆင်တဲ့အချိန်မှာမြို့ကိုဖျက်ဆီးပြီးမိရှုနေပါပြီဆိုတဲ့စားသားမျိုးရေးပြီးတော့ကိုကလုံမှုရအောင်တင်ရတကယ်နဲ့လုံနေရတယ်ဒီမှာကျုပ်လေးကညရမရှိကွာအခွာအများကြီးမိရကူးမှာမိရကူးမှာတွေ့တယ်ဆက်ကူးမှာကူးမှာဟုတ်တယ် SNA ဒီကိုစခန်းကို ပြန်ထုလာတော့လုံပါတယ်ကွာကိုစခန်းကိုကြောက်အောင်ထုနေတယ်စကေးကတော့ကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ဒါပြီးရင်ငါတို့ကောင်တွေကိုမိရှုတယ်တွေပါလေလာအောင်မှာ ်တို့ကောင်ဟဲ့ဟောဒီဘက်ဖဲလောင်နေတာအားလုံးမင်းတို့ကျူတဲ့အကြီးတွေကတော့ဒီဘက်မလောင်နေဘူးဒီတန်းကြံနေတဲ့တုံးဝိန်တုံးဝိန်တင်းနေတုံးတုံးဝိန်ကြံနေတဲ့လှုပ်ဝုံလှုပ်ဝုံနောက်တစ်လုံးလောက်ကြာရင်တော့တော်ပြီမင်းတို့အိမ်ကတော့နေစားထိုင်စားတောင်ရှိမှမဟုတ်ဘူးကိုစခန်းကိုပြန်ပြစ်တဲ့စကေးကတော့လွန်ပါတယ်ကွာမင်းတို့ဟာကြည်အောင်မဟုတ်တော့ဘူးမဟုတ်တော့ဘူး အခုဒီဗီဒီယိုထဲမှာတော့မီးခိုးတွေအများကြီးထွက်တဲ့အတွက်ကြောင့်မီးခိုးကိုပိတ်ပြီးမှပြတာဖြစ်တယ်။ SNA ခွေးတွေဘက်ကနေမှဗမောက်မြို့ကိုမီးရှို့တယ်။ပြီးတော့သူတို့နေတဲ့ခွေးစခန်းတွေကိုလည်း drone နဲ့ပစ်ချမှုကြောင့်မီးလောင်သွားတယ်ဆိုတော့ကိုအခုကျမတို့အားလုံးကြားရပြီးတာဖြစ်တယ်။ဆိုတော့ခွေးတွေကြည်ထား ပြီးသူတို့ရဲ့နေအိမ်ကိုမီးရှို့တာက ခွေးပဲရှိတယ်ဘယ်လူမှမရှို့ဘူးဆိုတာကိုနင့်တို့မြင်မြင်မှတ်ထားပါကျွတို့မှာကဒီလိုမျိုးအထောက်အထားတွေအသေးစိတ်နဲ့ကျွတို့ပြနေတယ်နင့်တို့ခွေးတွေကျွတို့တော်လာရဲတွေကိုဆွတ်ဆွဲတိုင်းဆွတ်ဆွဲတိုင်းဒီလိုမျိုးအထောက်အထားနဲ့ဆွတ်ဆွဲပါလို့ပဲပြောချင်တယ်နော်ပြီးလို့ရှင်ကျွန်တော်နောက်တစ်ခုသတိပေးချင်တာကတော့အထူးသဖြင့် KIAD ထိမ့်ချုပ်ထားတဲ့နေမြန်မာနေထိုင်တော့ ပြည်သူလူထုတွေကိုသတိပေးချင်တာကအခုစစ်ခွေးတွေက KAD ထိမ့်ချုပ်ထားတဲ့နေမြေထဲမှာ နေ့စဉ်နဲ့အမျှဘုံကျဲတိုက်ခိုက်နေတယ်။ဒါကြောင့်ပြည်သူလူထုတွေအထူးသဖြင့်ဒရိပြုကြပါ။ကချင်ပြည်နယ်တာမကပဲနဲ့မြန်မာတပြည်လုံးမှာနေထိုင်တော့ပြည်သူလူထုတွေကိုလည်းပဲပြောချင်တာကစစ်ခွေးတွေရဲ့လေရင်ကိုဒရိထားကြပါ။လူစုဝေးချင်းပွဲတပင်ပြုလုပ်ခြင်းကိုချောင်ကျင်ကြပါလို့ပြောချင်တယ်နော်။ဆိုတော့မနေ့ကခွေးတွေကခွေယူပြန်တဲ့အခါမှာကျောရုတ် KIAD ထိမ့်ချုပ်ထားတဲ့နေမြေ၃နေရာမှာဘုံကျဲတိုက်ခိုက်တယ်။နေရာတော့ကျွန်မမပြောတော့ဘူး။၃နေရာမှာဘုံကျဲတယ်။တနေရာမှာက 8ကြိမ်ဘုံကျဲတယ်တနေရမှာ6ကြိမ်ဘုံကျဲတယ်တနေရမှာကအလုံး30ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်တရက်ထဲမှာပဲပြီးလို့ရှင်လက်ဒီမွန်းညင်းဘက်မှာလည်းအလုံး40ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်မနေ့ကမနေ့7နိုင်ကြိမ်လောက်မှာလည်းရှမ်းမြောက်မှာရှိတဲ့ကျွန်တော် KIA ထိန်းချုပ်ထားတဲ့မဘိန်းမှာလည်းဘုံကျဲတိုက်ခိုက်မှုကိုပြုတ်လုခဲ့တယ်ကျွန်တော်တော်လာရဲတွေကိုမြေပြင်ကနေမချနိုင်တဲ့အခါမှာခွေးတွေကတရေဘောကြောင်ပြီးမှပြီးသူလူထုတွေကိုတိုက်ခိုက်နေတယ်ဘဒုကို ရေရွယ်ပြီးတော့တိုက်ခိုက်နေတယ်လေဆိုတော့ဒီနေ့ပြည်သူလူထုတွေကိုရေရွယ်ပြီးတော့တိုက်ခိုက်နေတယ်ဆိုတာတိတ်ပြီးမှထင်ရှားတယ်။တနေရာထဲမှာပဲဘုံအလုံး40ကျော်ပြစ်တယ်ဆိုတာဟာဘယ်ရေရွယ်ချက်နဲ့ပြစ်ကြတယ်လဲဆိုတော့ခွေးတွေပဲစဉ်းစားကြည့်ကြပါ။ ပြီးလို့ရှိရင်ခုဘုံဘုံမှာလည်းတိုက်ပွဲတွေအင်မတန်မှပြင်းထန်တယ်စခန်းတိမ့်တာတော့မရှိဘူးအခုဘုံဘုံမှာမိုးရာသီကုန်လာတဲ့နဲ့အမြပဲကျတော့ KIA နဲ့ပူးပေါင်းတော်လှန်ရေးတွေဟာစခန်းအသေးလေးတွေအကုန်လိုလိုတိမ့်ပိုက်ပြီးတာဖြစ်တယ်အခုကတော့ KIA နဲ့ပူးပေါင်းတော်လှန်ရေးတွေဘက်ကနေမှတော့စခန်းကြီးကိုပဲတိုက်နေတာဖြစ်တဲ့အတွက်ကြောင့်စခန်းကြီးကိုပဲတိုက်ခိုက်နေတဲ့အခါမှာ အခုရှေ့တန်းကဒရင်ရဆိုလို့ရှင်တော့ခွေးတွေဟာတနေ့ကို လက်နဲ့ကြီးတည်နဲ့ဒရုန်းကိုအခါ900 14ကြိမ်ထက်မနည်းပြစ်ခတ်တယ်လို့တီးရတယ်ဆိုတော့914ထက်လို့မပြောနဲ့914ကိုပဲစဉ်းစားရအောင်တနေ့ကို24နာရီရှိတယ်တနေ့ကို1440မိနစ်ရှိတယ်တနေ့ကို24နာရီမှာ914ကြိမ်ပြစ်တယ်ဆိုလို့ရှိရင်လက်နဲ့ကြီးပဲဖြစ်ဖြစ်ဒရုန်းပဲဖြစ်ဖြစ် နမနစ်ကြော်ကြော်မှာတခါပြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့1440မိနစ်ကို900နဲ့ဆလေးနဲ့စားလိုက်လို့ရှိရင်နမနစ်ကြော်ကြော်လေးတွားကြတယ်ဆိုတော့စစ်ခွေးတွေကဒီနေ့ဗမော်မှာခွေးတွေကဘလောက်အထိကျွဲတို့တော်လာရဲတွေကိုခွေးကြောက်ကြောက်နေတယ်လေနမနစ်ကြော်မှာတခါလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တယ်ဒါပေမဲ့ အခုနေ့တိုင်းညတိုင်းခွေးတွေမတာပေါ်နေတယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်။ပြီးရင်အခုဒီ white mob ဘက်မှာလည်းစစ်ခွေးတွေဘက်ကနေမှနေ့တိုင်း white traffic လေးရင်းနဲ့ပုံကျဲတိုက်ခိုက်နေပါတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ ပြီးရင်နောက်တစ်ခုကတော့အခုဒီဖကတ်မှာတကြောပြန်တိုက်ပွဲဖြစ်လာခဲ့တာကအမေလနောက်ဆုံးပတ်လောက်ကနေမှတိုက်ပွဲဖြစ်ခဲ့တယ်ဆိုတော့မေလကနေမှစက်တင်ဘာလအထိကစစ်ခွေးမပါရဲခွေးမပါပဲနဲ့ SNA ခွေးတီးတန့်ကြီးပဲအကောင်30ကျော်ကိုဖန်ထားနိုင်တယ်ဆိုတဲ့အကြောင်းကိုအခုဖကတ်မှာရှိနေတော့တော်လရဲဒီဘက်ကနေမှတပ်ပုံနဲ့တကွထုတ်ဖော်လာတယ်ဆိုတော့ကိုပြောပြချင်းတယ်ပြီးတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီနေ့ကျွတ်တော့မြန်မာ နိုင်ငံမှာနိုင်ငံသားအနေနဲ့ ရှိနေတဲ့ပြည်သူလူထုတွေအားလုံးကမြန်မာနိုင်ငံဘယ်နေရာမှာမဆိုဥပဒေနဲ့ကင်းလွတ်တဲ့မူရစ်ဆဲဝါးတွေတည်ဆောင်တာတွေကလွဲရင်ဘယ်ပြည်နယ်မဆိုဘယ်တိုင်းမဆိုလွတ်လပ်စွာသွားလာခွင့်ရှိတယ်။ဒါဟာနိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်အခွင့်အရေးဖြစ်တယ်။ဘယ်တိုင်းရင်သားမဆိုဘယ်ပြည်နယ်မှာပဲဖြစ်ဖြစ်ဘယ်တိုင်းမှာပဲဖြစ်ဖြစ်လွတ်လပ်စွာနေထိုင်ခွင့်ရှိတယ်လွတ်လပ်စွာသွားလာခွင့်ရှိတယ်။ဒါပေမဲ့ဒီနေ့ခွေးတွေကဘာကျင့်လုပ်တယ်လဲဆိုတော့ကချင်ပြည်နယ်ရဲ့နောက်ဆုံးမြို့ စကိုင်းအတိုင်းအဝွန်မှာရှိတဲ့နတ်စီအောင်မှာ ခွေးတည်းရဲ့စစ်ဆေးရဲ့ဂိတ်တစ်ခုရှိတယ်။အဲ့ဂိတ်မှာငါမင်းဆောင်မပုံတင်ကန်ဆောင်ထားတဲ့ပြည်သူလူထုတွေကို အထူးတစ်ဖြင့်ကြက်ကြက်တီးတီးနဲ့စစ်ဆေးနေတဲ့ငွေတွေအတင်းအတမ တောင်းခံနေတယ်ဆိုတဲ့ဥစ္စာသိရတယ်ပြီးတော့အခုဒီစကိုင်းတိုင်းကမ်ဘလူမြို့မှာရှိတဲ့စပယ်နန်တာဆိုတဲ့စစ်ဆေးရေးစခန်းထဲမှာဖြတ်တဲ့လူငယ်လူရွယ်တွေအားလုံးကိုဖမ်းဆီးနေတယ်ဆိုတဲ့အကြောင်းသိရတယ်ဆိုတော့ဒီအော်တိုဘာလ23ရက်နေ့တုန်းကလည်းအဲ့မှာလူလူငယ်ယောက်ျား10ယောက်ကိုဖမ်းတယ်ပြီးတော့အော်တိုဘာလ22ရက်နေ့မှာကမ်ဘလူမှာရှိတဲ့တပ်ရင်းကနေမှာ လူငယ်တွေကိုစစ်မှုထမ်းဘက်ကိုပို့ဖို့ဆိုပြီးမှကားနဲ့ခေါ်ဆောင်လာတဲ့အခါမှာလူငယ်10ဦးကတော့ဒီကားပေါ်ကနေခုံထွက်ပြီးတော့ PDF DC ကိုရောက်လာခဲ့တယ်။အခုပကဖကနေမှသူတို့နဲ့တက်ဆိုင်တဲ့မိသားစု DC ကိုပြန်ပေးမှပို့ပေးလိုက်ပြီးဆိုတဲ့ဥစ္စာကိုသိရတယ်။မနေ့တရင်ထဲမှာလည်းကြွားပြောခဲ့ပြီးပြီ။အရင်တော့ကဒီစစ်မှုထမ်းအပတ်စဉ်တက်ကနေ10လောက်အထိဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလူငယ်တွေအများများသေးတာဖြစ်တဲ့အတွက်ကြောင့် ိုကပတ်စံရှိတယ်ဆိုလို့ရှိရင်ပတ်စံနဲ့အလဲတွေကြော်လို့ရတယ်မတော်ချင်ရင်အုတ်ချုပ်ရဲမှုတွေကိုပတ်စံပေးပြီးမှပစက်ပေးပေးနိုင်တယ်ဒါပေမဲ့အခုစစ်မထန်အပတ်စဉ်ဆက်ရှိကိုရောက်လာတဲ့အခါမှာကျတော့လူငယ်လေးတွေရှားပါလာတယ်ဆိုတော့လူငယ်လေးတွေ ပတ်ဆံပေးပြီးမှကြော်လို့မရတဲ့အခြေအနေရောက်လာလိမ့်မယ်ပတ်ဆံနဲ့လို့လို့မရတဲ့အခြေအနေတွေရောက်လာတဲ့အခါမှာကိုယ့်ရဲ့အသက်တွေကိုပေးရမယ့်အချိန်တွေဖြစ်လာလိမ့်မယ်အဲ့အချိန်မရောက်ခင်ဒီနေ့နင်တို့ရွေးဖို့ရအတွက်လိုအပ်လာပြီဆိုတဲ့အကြောင်းပြောချင်တယ်နင်တို့ဘယ်ဘက်ကိုစိတ်ဝင်စားလဲခွေးဘက်ကိုဝင်ချင်တယ်လားဝင်သွားကြပါ ကိစ္စဖြစ်ဘူးဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ငိုတို့ကမြန်မာနိုင်ငံကိုစစ်ခွေးကြုံကနေမှလွတ်မြောက်ရမယ်ငိုတို့လူငယ်တွေရဲ့ဘဝကိုငိုတို့ဖန်တီးချင်တယ်လွတ်လပ်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ PDF ဒီစီကိုဝန်ပြီးမှစစ်ခွေးတွေကိုတော်လာမယ့်အချိန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ် နော်ပြီးတော့နောက်သတင်းတစ်ခုအနေနဲ့ကတော့အခုအာဆီယံမှာမတော်နိုင်ဘဲနဲ့ယဉ်ထုမနာဖြစ်နေတော့ခွေးကို ခွေးတွေအုတ်ချုပ်နေတဲ့၍အာဆီယံအစည်းအဝေးထဲမှာမလာဖို့ရတော့အာဆီယံကနေမှာအခုအဆုံးဖြတ်ချက်ချလိုက်ပြီးဘုံသဘောတူညီချက်၅ချက်ဆိုတာဟာခွေးကြဖို့ အာဆီယံကိုတတ်တဲ့အချိန်မှာသူ့ကိုယ်တိုင်သဘောတူပြီးတော့စာချုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့မြန်မာပြည်ပြန်လာတဲ့အခါမှာကြတော့တိတဲ့အတိုင်းပဲခွေးကျင်ခွေးကြံနဲ့နော်သူများရှေ့မှာတော့တိတ်ဟုတ်တို့လိုလိုသူတို့ကောင်းရောင်ဆောင်ပြီးတော့ ဟုတ်ပါပြီငါတို့လက်ခံပါတယ်ငါတို့လုပ်ပါမယ်ဆိုပြီးမှသဘောတူညီချက်ကိုလုပ်ခဲ့တယ်ဒါပေမဲ့မြန်မာပြည်ပြန်လာခဲ့တဲ့ချိန်တော့တခုမှမလုပ်ဆောင်ဘူးဒါကြောင့်မို့ဒီအာဆီယံအစည်းအဝေးထဲမှာခွေးတွေကိုဆက်လက်ပြီးတော့ပိတ်ပင်ထားတယ်နောက်တစ်ခုကတော့အာဆီယံနိုင်ငံသားရဲ့ဝန်ကြီးတွေစီဝေးတဲ့အစည်းအဝေးတိုင်းမှာလည်းခွေးကိုမဖိတ်ခေါ်ဖို့ရတော့သဘောတူညီချက်တွေကိုလုပ်ခဲ့တယ်သိရတယ်ဆိုတော့အခုဒီနေ့ကျွဲတော်တော်လိုင်းရေးတွေကို အတမ်းဖက်လို့ပဲပြောပြောဘုံလို့ပဲခေါ်ခေါ်နီပိန်းလို့ပဲခေါ်ခေါ်ဒီနေ့ကဘာကနေမှဘဒုကိုအတမ်းဖက်လို့မြင်တယ်လေဘဒုကိုတဘုံလို့မြင်တယ်လေဆိုတော့အခုနင်းတို့ခွေးတွေတီးပြီနော်နင်းတို့ခွေးတွေကိုတဘုံလို့တတ်မှတ်ထားတယ်နင်းတို့ခွေးတွေကိုအတမ်းဖက်လို့တတ်မှတ်ထားတဲ့အတွက်ကြောင့်လူရှိတဲ့နေရာကိုလုံးဝမလာခိုင်းဘူးဆိုတော့ကိုအခုကဘာကနေမှ ပြလိုက်ပြီဒါပေမဲ့နင်းတို့ကတော့ခွေးဆိုတော့လေရှက်တတ်မယ်လို့တော့မထင်ပါဘူးနော် ပြီးတော့ကျွန်တော်နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်027ရဲ့နှစ်နှစ်ပြည့်တဲ့နေ့ဘာဖြစ်ခဲ့လဲဆိုတော့မြောက်ပိုင်းလက်နက်ကင်သုံးဘွယ်ဟာအုံနေချင်းနဲ့ဒီရှမ်းမြောက်ဒေသတလောက်တိုက်ပွဲတွေပေါ်တယ်ချွေးချော်လူနေရာမျိုးစတာတိုက်ပွဲပေါ်ပြီးတော့ကိုကန်လောက်ကင်ကိုတိန်တယ်စသဖြင့်ပေါ်အဲ့မှာကွန်းလုံတိုက်တယ်စသဖြင့်အဲ့လိုပတ်လေတိုက်ရင်းနဲ့နောက်ဆုံးမှာနောင်ချိုထီကိုရောက်လာပြီးတော့30 29စစ်စီရေးဆိုပြီးတော့ဒါနောင်ချိုထီကိုရောက်လာခဲ့ပါတယ်အဲ့တော့အဲ့ဒါကြီးကအခုဒီနေ့ဆိုရင်နှစ်နှစ်ကြာသွားခဲ့ပါပြီနှစ်နှစ်ကြာသွားပြီးတဲ့နောက်ဝန်ကြီးကိုတိုင် ဘူဂျုံမူးချင်းမရောက်နိုင်နဲ့လာပြီးတော့မြန်မာပြည်မှာလာတွေ့သွားပြီးနောက်မှာ10နှစ်ဆက်ကွန်ဆစ်စီရဲ့အရှိန်ဟာအချိန်တက်နေတဲ့ဟာဒီပြန်ကြသွားပါတယ်။သို့တော့နှစ်နှစ်ကြာတော့အခါဘာဖြစ်လဲဆိုတော့စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့စကားလုံးတွေကတကယ်ပဲမှန်သလားဆိုမေးခွန်းအဖြေကနှစ်နှစ်ကြာတဲ့ခါထွက်လာပါတယ်။ရှင်းရှင်းလေးပါကိုကလည်းနောက်ပြန်ဆုတ်သွားတယ်။ပလောင်ကလည်းခုဆိုရင်တဖြည်းဖြည်းနဲ့သူ့နမ်ဘလူနမ်ဆန်ထဲမှာပဲဟိုပတ်ပြေးရတယ်မသဘောရောက်လာတယ်။ပြီးတော့သူ့နေမီတော့မပအောင်ပြန်ပြီးတော့ဘလူနေရမလို့ဆိုတော့စဉ်းစားကြရည်ဖြစ်လာတယ်။ရှင်းပြောရင်တော့အေးကနေမီတွေကိုရသွားတယ်လို့ထင်ထားပေမဲ့တကယ်တော့ကျတော့ပြည်တော်စုရဲ့နှလုံးသားကသူမရတော့ဘူး။ဘာဖြစ်သွားလဲဆိုတော့ ီတော်စုရဲ့ချင်ဘတ်ဖြစ်သွားတယ်အဲအေးရဲ့သူ့ကသူကိုယ်တိုင်မသိသေးဘူးပလောင်ကလည်းပီတော်စုရဲ့ချင်ဘတ်ဖြစ်သွားတယ်ရှန်တိုင်းသားရဲ့ချင်ဘတ်ဖြစ်သွားတယ်အဲ့တော့တစ်ချိန်မှာသူတို့ချင်းချင်းတွေ့ရလိမ့်မယ်အေးရပီတော်စုရဲ့ချင်ဘတ်ဖြစ်သလိုချင်းတွေရဲ့ချင်ဘတ်လည်းဖြစ်နေပြီဒါတွေကသူတို့ကိုယ်သူတို့ကမသိသေးဘူးမယ်တစိမ့်စိမ့်ပြန်တွေးကြည့်ရင်သဘောပေါက်လာပါလိမ့်မယ်ကျွန်တော်ပြောတော့နှစ်နှစ်ကြာသောအခါမှာတက်မတော်သူ့နယ်မြေသူပြန်သိမ့်ပိုင်နိုင်ခဲ့ပြီဖြစ်တယ်တစ်ချိန်ထဲမှာပဲအဲ့လိုဖြစ်နေတဲ့အချိန်မှာကိုကန့်ကတရက်အလိုပါမနစ်ရဘာပြောလဲဆိုတော့ကေတာတင်နန်းတခုမှာပေါ်တာရှင်ကပြောတဲ့စကားကြီးထွန်းရှိတယ်။ MND ရဲ့2025အပတ်စဉ်တက်ကေတာတွေလက်ကြတင်နန်းတွေ အမေသာပြီးဆုံးနေဆိုပွဲလုပ်တယ်25ရက်နေမှာလုပ်တာအဲ့ဒါကို26ရက်နေမနေ့ကသတင်းထုတ်ပြန်တယ်အဲ့ထက်မှာဘာတွေ့ရလဲဆိုတော့လက်ရှိရရှိထားတဲ့စီရေးရဆဲရေးဟာတဲ့အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်တယ်တဲ့နောက်ဆုံးအေကန်တော့ငင်းချမ်းရေးမဟုတ်သေးတဲ့အတွက်ကြောင့်အားလုံးသိရှိဖို့လိုတယ်ဆိုတာမျိုးစစ်မှန်တဲ့ငင်းချမ်းရေးရရှိဖို့လမ်းစဉ်အားလည်းဝေးလံသိရှိနေစေဖြစ်တယ်တသားအားလုံးကပြက်ကွက်တဲ့အတွေ့အခေါ်တွေကိုပြည့်ပြည့်ထန်ရှောင်ရှားပြီးတော့အမြင်နဲ့မြင့်မားတဲ့သီးပိရိယနဲ့မဟာပြောကျစ်တာသိရှိနားလည်ထားဖို့ထိမ့်သိမ်းထားဖို့လိုတယ်တဲ့ပြီးတော့၁၀၂၀ကိုလှုပ်ဆောင်ချက်မှာစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးကို ပြန်လည်သုံးသပ်မယ်ဆိုရင်လည်းဒီနေ့ရရှိတဲ့စစ်ရေးရလဒ်တွေကမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးတွေနဲ့အသက်တွေပေးလူရခြင်းရရှိခဲ့တာဖြစ်တယ်ဆိုပြီးတော့သူကပြောတယ်သူတို့ကိုးကန်နေအသက်ပေါင်းမဲ့သားသွေးနဲ့ချင်းနဲ့ပေးပြီးရထားတဲ့ဟာတွေဖြစ်တယ်ဆိုတော့သူက PDF တွေရဲ့အသက်ပေးရမှုပုံမှာတစ်ချက်လေးအောင်ထည့်ပြီးတော့ဂုံပြုမှမရှိဘူး PDF တွေအကြောင်းကိုကိုးကန်ခေါင်းဆောင်ဖုန်တာရွှင်ကတခွန်းတော့ထည့်မပြော PDF တွေနဲ့ပတ်သက်ရင်စေမကောင်းဖြစ်ကြောင်းဝန်ထဲကြောင်းဘာတခွန်းအောင်ပြောလို့ဒီတိုက်ပွဲတွေအားလုံးမှာ PDF တွေကသူတို့ရှိရတဲ့အသက်ပေးပြီးတိုက်တိုက်ခဲ့ရပြီးမဲ့ဖုန်တာရွှင်တို့အုပ်စုက PDF တွေပုံမှာကျေးဇူးတရားကောင်းမှန်းလေးစားရကောင်းမှန်း အတိမတ်ပြောကောင်းမှမသိဘူးသူ့ရဲ့ကိုယ်ကံနေပဲတေတာဝဲသူကအတိမတ်ပြူပြောသွားကိုလက်ရှိရရရှိတဲ့ငင်းချမ်းရစီရရစဲရရစဲအစ်စ်သားလည်းဖြစ်တယ်စစ်မှန်တဲ့ငင်းချမ်းရတဲ့အစ်စ်မရောက်သေးဘူးနော်ဆိုတော့သူကသူ့လူလူသူတတိပေးတယ်ဒါလည်းဖုန်ဒါရှင်ကသူကယ်ရွေ့မြပါတော့သူ့ဘာပြေုံနဲ့မြန်မာဆိုးရကရှင်းကျင်နေလို့ဆိုရင်ရှင်းမခံရအောင်လို့သူ့လူတွေကသူကတတိပေးထားတဲ့သဘောပေါ့နော်သဘောကတော့တက်နဲ့ MDA ကြားမှာ NC စာချုပ်ချုပ်ထားတာမရှိသေးဘူးဒါပေမဲ့တစ်ဖက်မှာတော့ကိုယ်ကံပြည်သူစစ်ဆိုပြီးတော့သူတို့စပြီးတော့ဖွဲ့စည်းနေပြီနိုင်ငံတော်အထူးချာအနာနဲ့ရှင်တွဲရက်တည်မယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ဆိုတော့အခုဒီဗီဒီယိုထဲမှာ ဘောမကျွန်မျိုးမြင်ပြောထားတဲ့စကားကိုပဲကျွန်မပြန်ပြန်မှခြေပတ်သွားမှာဖြစ်တယ်ဆိုတော့30 29ဆိုရက် ခွေးတွေကိုအမြင့်ဖြတ်ခဲ့တဲ့တိုက်ပွဲကနနစ်ပြီသွားပြီဒီနနစ်ပြီသွားတဲ့အချိန်ကို ပြန်ကြည့်တဲ့အခါမှာအခုကိုကနေလည်းပြန်ဆုတ်ပေးလိုက်ရတယ် TNL ဒီလည်းဆုံးရှုံးမှုတွေရှိတယ်အာရခတ်တတ်တော်တွေဆိုလို့ရှင်လဲသူ့ရဲ့နေမြေကိုသာရတယ်ပြီးသူလူထုတွေရဲ့နှလုံးသားကိုမရဘူးပြီးထောင်စုတွေရဲ့နှလုံးသားတွေကိုမရဘဲနဲ့ပြီးထောင်စုရဲ့ချင်းဖတ်ဖြစ်သွားတယ်လို့ပြောတယ်ဒါတော့ကျွန်းမျိုးမီးရဲ့စကားဖြစ်တယ်ကိုကန်ဒီဆုတ်ပေးတာဟာ ရှုံးလို့ဆုတ်သွားတာလားနိုင်ပေမဲ့ဆုတ်သွားရတာလားဆိုတာကိုသိဖို့လိုအပ်တယ် MNDA AD ဟာရှုံးလို့ဆုတ်သွားတာမဟုတ်ဘဲနဲ့တရုတ်ရဲ့ဖိအားကြောင့်ဆုတ်သွားတဲ့အတွက်ကြောင့်တနေ့ကဒီအော်တိုဘားလ25ရက်နေ့တင်တန်းချင်းပွဲတုံးကဖုန်တားရွှေကဘာပြောခဲ့တလဲဆိုတော့အခုဒီစစ်ခွေးတွေနဲ့လုတ်တဲ့ဥစ္စာကတကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေမဟုတ်ဘူး ခဏလေးပဲစိရဲကိုငြိမ်ဖို့ရာအတွက်အဆင့်ဆိုင်ရာရလက်တစ်ခုပဲဖြစ်တယ်လို့ပဲပြောတယ်ဆိုတော့ဒါကြောင့်မို့ပဲအခုပြည်သူစစ်ကိုဖွဲ့စည်းလိုက်တယ်ပြီးလို့ရှင်ဒီထဲမှာသူပြောသွားတာဟာအသက်တွေတွေးချွေးတွေအများကြီးပေးဆက်ပြီးတော့ငွေတို့ကဒီတိုက်ပွဲကိုဝင်ခဲ့တယ်ဒါပေမဲ့လေးပဲသူတို့လိုချင်တဲ့အရာကိုဖြစ်မလာဘူးဆိုလိုချင်တာကလာရှိုးတွေကိုတိုက်တုံးကလည်းကိုကန်းတွေရောတော်လိုင်းရဲတပ်ဖွဲ့တွေအများကြီးအသက်ချွေးတွေပေးခဲ့ရတယ်ဒါပေမဲ့တရုတ်ရဲ့ဖိအားကြောင့်ဆုတ်ခဲ့ရတယ် ဒါတွေကိုတို့ရဲ့စိတ်ထဲမှာဘယ်တော့မှမမေ့ဖို့ရအတွက်ပြောတယ်ဆိုတော့ဒီထဲမှာ ကျွန်မျိုးမျိုးပြောတော့တာနှစ်ချက်ရှိတယ်တစ်ခုကတော့ဖုန်တန်းရွှေပြောတာကအသက်ချွေးတွေအများကြီးပေးဆက်ခဲ့တယ်လို့ပြောတယ်ကိုကန့်တွေအသက်ပေးခဲ့ရတယ်လို့မပြောဘူးနော်ဒါကိုခွင့်ကျော်မျိုးမျိုးကတော့အခု MNDAAD နဲ့ PDF ဒီကြားထဲမှာ cloud ဆန်ပေးတယ်တယောက်နဲ့တယောက်အမုန်းတရားကိုထည့်သွင်းပေးတယ် PDF ဒီကကုကန်တွေကိုမုန်းဖို့ရတဲ့ပြောတယ်ဒါကြောင့်မို့ဘာပြောလဲဆိုတော့အခုဖုန်တရွှင်ပြောသွားတဲ့အခါမှာကုကန်တွေရဲ့အသက်ပေးခဲ့ရတဲ့အဥ္စာကိုပဲသူပြောသွားတယ်အဲ PDF တွေကို လေးစားကြောင်း PDF တွေကိုကျေးဇူးတင်ကြောင်း PDF တွေအသက်ပေးခဲ့ရတဲ့ဥစ္စာတခုမှမပြောသွားဘူးလို့ပြောတယ်။ဒါဟာမားတယ်။မားတယ်လို့ပြောတာဟာ ဖုန်တန်းရွှေပြောထားတဲ့စကားပေါ်မှာမူတည်ပြီးဒီအဖြစ်ကိုကျွန်မပြောလိုက်တယ်။ဘာကြောင့်လဲဆိုတော့ဖုန်တန်းရွှေပြောထားတာက အခုဒီတိုက်ပွဲထဲမှာအသက်သွေးချွေးတွေအများကြီးပေးဆက်ခဲ့တယ်လို့ပဲပြောတယ်။ကိုကန့်ဒီကြီးပဲတေပေးတယ်လို့လည်းမပြောတော့လို့ရှမ်းမြောက်ကတော်လန်ရဲတွေပဲတေပေးတယ်လို့လည်းမပြောဘူး။ဒီထဲမှာဘဒုကမမပြောတော့ဘူးအသက်ချွေးတွေအများကြီးပေးဆက်ခဲ့တယ်လို့ပဲပြောတယ်။ဒါပေမဲ့ကျွန်းမျိုးမင်းကတော့အမြဲတမ်းသူ ကြိုက်တယ်လို့ပြောလို့ပဲအချက်နဲ့အဖန်ဖန်ရခဲ့ပေမဲ့ဒီနေ့ဒီအချိန်ထိဒီခွေးကတော့မနာဘူးเนาะနောက်တစ်ခုကဘာပြောလဲဆိုတော့အခုဒီကိုကန့်ဒီကတော့သူ့ရဲ့နေမြေထဲမှာပဲပတ်ပြီးမှပြေးနေရတယ်လို့ပြောတယ်ကိုကန်ဒီရဲ့နေမြေကိုပျောက်အောင်တရုတ်ဒီကသူတို့လူမျိုးတွေကိုလုံမှာမဟုတ်ဘူး။ဒါကြောင့်နင်းတို့ကသာတကယ်လို့တတ်သိရှိတယ်ဆိုလို့ရှိရင်တော့ ကိုကန်ဒီရဲ့နေမြေကိုလာထီကြည့်လိုက်လေတရုတ်ဒီဘာလို့လာမလဲဆိုတာတရုတ်ဒီနင်းတို့ကို ခွင့်ပေးတာဟာသူ့မှာ limit ရှိတယ်ဒါကြောင့်မို့ပဲသူတို့ရဲ့လူဖြစ်တဲ့ကိုကန်ဒီကိုဆုတ်ခိုင်းတာကိုကန်ဒီရဲ့နေမြေပျောက်အောင်နင်းတို့ခွေးတွေတိုက်ရဲသလားလို့ပြတ်မဲကြည့်ပါဆိုတော့အခုဒီအဲမှာကျွမျိုးမင်းကတော့တိတ်ဟုတ်တလို့လို့နဲ့အခုဒီကိုကန်ဒီလဲနော်သူတို့ရဲ့နေမြေအဲမှာပတ်ပြေးမှပြဲနေရတယ်ဆိုလိုချင်တာကခွေးကိုကြောက်တယ် ခွေးကိုကြောက်တဲ့ဒေါ်လာရဲမြန်မာနိုင်ငံမှာမမွေးသေးဘူးဆိုတော့ကိုနင်းတော့မှတ်ထားပါဆိုတော့အခုကျွမျိုးမင်းကတော့အဆက်တရားမဲ့တရုတ်ဒီကြောင့်ရလာတာကိုသူကမသိဘူးလားဒါမှမဟုတ်လို့ရှိရင်နင်းကယူနေတလားကိုကန့်တည်းရဲ့နေမြေစုံရှုံတဲ့အထိနင်းတို့ခွေးတွေကိုတရုတ်ဒီခွင့်ပေးမယ်လို့ထင်တလားတရုတ်ဒီသူ့ရဲ့လူမျိုးကိုထိမှာမဟုတ်ဘူးစကားပြောတာဆင်ချင်းပါလူကတော့အဆက်နဲ့လူလောက်တယ်ဒါပေမဲ့ခွေးမှာတော့အဆက်တရားမရှိဘူး နော်ပြင်ဒီထဲမှာသူပြောသွားတဲ့အရာကအခုကိုကန်တွေကတော့ပြည်သူစစ်တွေလက်ဖွဲ့ပြီးစစ်ခွေးတွေနဲ့အတူတူနော်ဒီနိုင်ငံကိုအုပ်ချုပ်မယ်ဆိုတဲ့ပုံစံဖြစ်လာတယ် NCA ထဲမှာလည်းကိုကန်တွေကစာချုပ်မချုပ်ဆိုထားရသေးဘူးလို့သူပြောသွားတယ်အစကတည်းက KIOD ပြောတာကိုကန်တွေကိုလည်းပဲ NCA ထဲမှာလက်မထိုးခိုင်းပါလို့ပြောတဲ့အခါမှာနင်တို့ညင်းခဲ့တယ်မဟုတ်ဘူးလားဒီနေ့ကြမှာပဲ MNDAAD ဒီ NCA ထဲမှာစာချုပ်မချုပ်ဆိုတာနင်တို့အခုဒီနေ့မှမြင်တယ်မဟုတ်ဘူးလား KIO ဒီအစကတည်းပြောတယ်။ဒေါ်လာရေးစားလာတဲ့2021 2022တုန်းကလည်းငွေတို့ကတော့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ငင်းချိုင်းရေးယူမယ်။နင်းတို့ PDF တွေနင်းတို့ကိုငင်းချိုင်းရေးယူမှာမဟုတ်နင်းတို့ကိုပြက်ရှင်းမယ်လို့အထင်တည်းခဲ့တယ်မဟုတ်လား။ဒီနေ့နင်းတို့ PDF တွေကိုဘလောက်ကြောက်တယ်လဲ။နင်းတို့ပိုသိပါတယ်နော်ဆိုတော့အရင်တော့ကဒီ MNDAAD ကိုလည်းနင်းတို့ဒီတိုင်းပဲထင်ခဲ့တယ်လေဒါကြောင့်မို့ KIOD ဒီဘလော့ပြောပြောနင်းတို့ဂယူမဆက်ခဲ့ဘူး ဒီနေ့နင်တို့ဒီတိုက်ဌာနချုပ်တွေပြောင်းသွားတာနင်တို့သိပါတယ်နော်တရုတ်တာမကယ်ခဲ့ရင်မြန်မာပြည်မှာစစ်ခွေးပြောင်းတာကြားလာပြီကြော်မျိုးမင်းနေဆိုတာကအယိုးတခြားအသားတခြားဖြစ်သွားတာကြားလာပြီတရုတ်ကဲလို့ဒီနေ့နင်တို့အသက်ရှင်နေနိုင်တာဒါကို စကားကိုစွာကြည့်စွာကြည့်တိတ်မပြောနဲ့ MNDAAD သူတို့ရဲ့နေမြေထဲမှာပတ်ပြဲနေရတဲ့အချိန်အထိတရုတ်တွေနေတော့ကိုခွင့်ပြုထားမှာမဟုတ်ဘူးဆိုတော့ကိုမမေ့ကြပါနဲ့အခုအရခတ်တော်တွေဟာ ပြီးထောင်စုတီရဲ့ချင်းဖတ်ဖြစ်တယ်လို့ပြောတယ်အာခတ်တတော်တွေချင်းဖတ်ဖြစ်သလားမဖြစ်ဘူးလားတော့မသိဘူးပြီးသူတွေကတော့အာခတ်တတော်တွေကိုထောက်ခံနေတယ်ဒါကြောင့်အာခတ်တတော်တွေအောင်ပွဲတွေအလီလီခံနေရတယ်တော်လန်ရေးတစ်ခုကိုဖော်ဆောင်ဖို့ရတော့ထောက်ခံတဲ့သူမရှိရင်ဘယ်တော့မှမအောင်ဘူးဒီနေ့နင်းတို့ခွေးတွေဘာကြောင့်ဒီလိုမျိုး standard army ဆိုပြီးမှကောကဘာပေါ်မှာအဆင့်ဘလောက်ရှိတယ်ဆိုတော့ခွေးတွေဒီနေ့နင်းတို့ဘယ်အဆင့်ရောက်သွားပြီလဲပြီးသူတွေအချင်းဖက်ဘယ်သူလဲ မရှက်ဘူးလားကျော်မျိုးမင်းနင့်ဒီလိုမျိုးပြောတာလေနင့်တို့ခွေးတွေဘယ်နားမှာလွတ်လွတ်လပ်လပ်ထွက်နိုင်တယ်လားနင့်တို့အိမ်ပြင်ကနဲ့ထွက်လို့ရှင်ပြီးသူဆိုတဲ့လူတွေပဲရှိတယ်ဘာကြောင့်နင့်တို့ဒီလူတွေကိုကြောက်တာလဲနင့်တို့ကိုချစ်တဲ့သူတွေကနင့်တို့ကဘာကြောင့်ကြောက်နေကြတာလဲအာရခတ်တတ်တော်ဒီကသူများရဲ့ချင်ဖတ်ဖြစ်တယ်ဆိုလို့ရှင်ဘာကြောင့်အာရခတ်တတ်တော်ဒီကိုထောက်ခံနေကြတာလဲချင်ဖတ်ဒီကိုထောက်ခံတာရှိသလားဒါကြောင့်မို့ကျွမျိုးမင်းကလူစင်စစ်တော့မဖြစ်နိုင်ဘူးသရစ္ဆာနဲ့ရောပြီးမွေးထားတာနော် တိတ်မပြောချင်ဘူးအခုဒီတရက်နေ့ရက်နဲ့မှအတော်လေးနာမည်ကြီးနေတော့ခွက်ခောက်စား အမှုပညာရှင်အကြောင်းလဲနည်းနည်းလေးပြောချင်တယ်ကျတော့မြန်မာနိုင်ငံမှာကနော်ကြည့်ချာရီတခြားမရှိတဲ့အခါမှာကျတော့ online မှာရှိတဲ့ grade တွေကိုကြည့်ကြတယ်ကြည့်တဲ့အခါကျတော့သူတို့မှ viewer များလာတယ်ကြည့်ရှုတဲ့သူများလာတဲ့အခါကျတော့သူတို့ကအလိုလိုနည်းနဲ့ဆယ်လီဖြစ်ကြတယ်အရင်ချင်းမရှိရင်လည်းဆယ်လီဖြစ်ကြတယ်ဘာမှမဟုတ်ရင်လည်းဆယ်လီဖြစ်လာခဲ့ကြတယ်ဆိုတော့အဲ့လိုမျိုးဆယ်လီဖြစ်လာရင်းနဲ့မြန်မာနိုင်ငံမှာနာမည်ကြီးလာခဲ့ကြတယ်ဆိုတော့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းထိုနည်းလကောင်းပဲစစ်ခွေးတွေရဲ့ lobby ကိုလှုပ်ပေးနေတော့ ရုပ်ရှင်မင်းသားမင်းသမီးလို့ခေါ်တော့တရောင်းစားတွေကတော့ ဘဒူငါငါသူတို့လိုက်တယ်သူတို့ရဲ့ဘဝကတိတ်ပြီးမှတနာဆရာကောင်းတယ်သူတို့နာမည်ကြီးချင်တယ်ပတ်ဆံရချင်တယ်ဒါပဲတည်တယ်သူတို့မှာကညံရည်မီတော့အစွမ်းအစာသူတို့မှာမရှိဘူးတကယ်လို့ဒါသူတို့မှာညံရည်မီတယ်ဆိုလို့ရှိရင်ဥပမာအခုဒီငပြောကြော်ရီဆိုတာဟာအစကတည်းကတိတ်ပြီးမှနာမည်ကြီးတယ်လူရှင်တော်တွေဖြစ်တယ်သူပြက်ခဲ့တဲ့နိုင်ငံရဲ့ဟာတာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့အုံနောက်မရှိဘူးဆိုတာကိုပြတ်တာသွားပြီပြလို့ရှိရင်အောင်းခိုင်းတယ် နေတိုးတွေဆိုတော့ဒီနေ့မြန်မာနိုင်ငံမှာရှိတော့ပြည်သူလူထုတွေဟာဒီအခုခွဲခေါက်စားနေတော့တရောင်းစားတွေရဲ့လှုပ်စာကိုတပြားတစ်ချက်မှမစားကြဘူးဒါပေမဲ့အခုဒီခွဲခေါက်စားနေတော့တရောင်းစားအမှုပညာရှင်ကတော့ဒီနေ့ကျမတို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေရဲ့ချွေးနှဲစာပတ်စံကိုသူတို့စားကြတယ် ဒီနေ့ပြည်သူလူထုဒီကချွေးနှဲစာနဲ့ရှားထားတဲ့ပတ်စံနဲ့သူတို့ကိုကြိရှုပေးလို့သူတို့ဒီနေ့ဒီစင်ပေါ်ရောက်လာကြတယ်။ကျွားတို့ဂျေဇူးတွေဟာသူတို့ပေါ်မှာရှိပေမဲ့သူတို့ရဲ့ဂျေဇူးကျွားတို့ပေါ်မှာမရှိဘူး။ပြည်သူလူထုတွေကြောင့်သူတို့ဒီနာမည်ကိုရလာတယ်။ပြည်သူလူထုတွေကြောင့်ဒီအခြေအနေကိုရောက်လာတယ်။ပြည်သူလူထုတွေကြောင့်ဒီအစားအသောက်တွေကိုသူတို့စားနေရတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေကသူတို့ဒီနာမည်ကြီးလာလို့ငါတို့သမင်းသက်တိုးစားတာတွေမရှိဘူး။ ကျတို့ရဲ့ရက်တီချက်ဟာဒီခွေးတောင်စားတွေပေါ်မှာမမူတည်ဘူးတို့ကတော့ကျတို့ပြည်သူလူထုတွေပေါ်မှာမူတည်ပြီးတော့တို့ဘဝပြောင်းလဲနိုင်တယ်ထင်ထင်ရှားရှားနေနဲ့ပြနိုင်တဲ့ဥပမာကိုပြပေးမယ်ငိမ့်ချန်ဒိန်းတောင်အုံးတီးတီးအစတုန်းကတော့တို့ကဘသူငငငငတို့ကတော့သွားဆိုပါတယ်သွားကပါတယ်လို့ဒီလိုမျိုးပြည်တစားဆန်းဆန်းနဲ့ပြောပေမဲ့ဒီနေ့တို့ကိုမငားတဲ့အခါမှာလမ်းပဲရောက်ကြတယ် ဒါကြောင့်မို့ဒီနေ့ပြီးသူတွေမငားရင်သမင်းငတ်သွားနိုင်တော့အနုပညာရှင်ဆိုတာဒါပဲဆိုတော့အရင်တုန်းကတော့ lobby ရုပ်ရှင်ကားကိုရိုက်ခဲ့တဲ့ခွေးတောင်စာအနုပညာရှင်တွေကိုအရင်တုန်းကတော့ဘ누구ကမှဘာမှမပြောခဲ့ဘူးပြီးသူတွေကြားထဲမှာလွတ်လွတ်လပ်လပ်သွားနိုင်လာနိုင်တယ်ဒါပေမဲ့ဒီနေ့ဒီရုပ်ရှင်ဇာတ်ကားကိုထုတ်လွှင့်လိုက်တဲ့နေ့ကစပြီးဒီခွေးတွေလည်းဘယ်နေရာမှာမှလွတ်လပ်စွာသွားလာခွင့်မရှိတော့ဘူး ်ဤသူတွေထောင်ထဲမှာကြံ့သွားပြီနော်စစ်ခွေးတွေဘဝမလွတ်လပ်တလို့အခုဒီအမှုပညာရှင်ဆိုတဲ့ခွဲခေါက်စားတရောင်းစားအပေါ်စားဆန်တော်ပြည်သာနဲ့တူတော်တူဒီလေဒီနဲ့ကျမတို့ပြည်သူလူထုတွေကြားထဲမှာခွေးတရောင်းစားတွေတွားလို့မရတို့ဒီခွေးတွေလည်းတွားလို့မရတော့ဘူးဒီနဲ့နင့်တို့ရဲ့ဘဝထဲမှာစစ်ခွေးတွေရဲ့လော်ဘီကားကို မရိုက်ခင်တုန်းကရှာထားတဲ့ပတ်စံပဲစားပြီတော့ ဒီနေ့ကစပြီးနင်တို့ရဲ့ရုပ်ရှင်တွေဟာကျွန်တော် တော်လာရဲ့ပြည်သူလူထုဒီကြားထဲမှာ မရှိတော့ဘူးနင့်တို့ရဲ့ဘဝတွေကိုကျွန်တော်ကအာမခံချက်မပေးနိုင်တော့ဘူးနင့်တို့ရဲ့ဘဝတွေဟာစစ်ခွေးတွေနဲ့အတူတူပဲအာလုံခြုံမှုမရှိတော့ဘူးဆိုတော့ကိုပြောပြချင်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုကတော့အခုဒီဒီနေ့ဆိုတဲ့ဒီအော်တိုဘာလ28ရက်နေ့ကနေမှဒီဇင်ဘာလ26ရက်နေ့အထိသူတို့ကမင်းဆွေစီယုံချင်းကိုလုတ်လို့ရပြီလို့ပြောတယ်ဒါပေမဲ့ကျွန်မနားမလည်တဲ့အရာတစ်ခု ကျမသတင်းကိုနားထောင်တဲ့သူတွေနော်နားလေတယ်ဆိုလို့ရှိရင်ကျမကိုလည်းရှင်းပြကြပါကျမနားမလဲတာကတော့အရင်တော့ကတော့ကျွတ်တော့ကမင်းဆွေစီယုံချင်းကိုလုပ်ရတယ်ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးကိုအတော်လေးနားမလဲကြဘူးဘယ်ပါတီဒီကဘာကိုလှုပ်ဆောင်လဲဘာပါတီကဘာကိုလှုပ်ဆောင်နေတလေဆိုတော့ကိုကျွန်တော်မသိလို့သူတို့ဘက်ကနေမှမဲဆွေဆွေးယုံချင်းကိုလှုပ်ကြတယ်ဒါပေမဲ့ဒီနေ့27ဒေါ်လာရေးရောက်လာပြီးအခု2025ရောက်လာတဲ့အခါမှာကျွန်တော်ကဒီနိုင်ငံရေးအကြောင်းပါတီဒီအကြောင်းကအံတိုသွားပြီဆိုတဲ့အခါဘယ်ပါတီကဘာအကျင့်စာရိတ္တကိုရှိနေတလေဆိုတော့ကိုတိပီးတာဖြစ်တဲ့အဥ္စာကိုအခု မင်းဆွဲဖို့ရအတွက်အချိန်ပေးထားတယ်တဲ့ဆိုတော့ဘ누구ကိုမင်းဆွဲမှလဲဘလို့မင်းဆွဲမှလဲနင်တို့အကြောင်းတွေကိုအကုန်သိပြီးသားပဲလေအကုန်သိပြီးသားဥစ္စာကိုဘာမင်းဆွဲမလဲဘာများထူးခြားလာမလဲဆိုတော့ဘ누구ကိုမင်းဆွဲမှလဲဒါကိုကြောက်နားမလဲဘူးဖြစ်နေတယ်ဥပမာအခုဒီတံဖွဆိုလို့ရှင်တာခွိခင်ကြီးဒီကဘာလောက်တက်တယ်ဆိုတော့အကုန်တိနေတာဒါကိုဘာမေးဆွေးချလို့အောင်မလဲဘယ်သူထက်ထဲမလဲ ်ဘာဒီပြပြမှာမေးဆွေမလေးဆိုတော့တော့ကျွတ်မနားမလေဘူးเนาะတိတဲ့သူရှင့်လဲပြောကြပါလို့ပြောချင်တယ်ကျွန်တော်ရဲ့ channel ကိုနှစ်သက်ကြလဲဆိုရင် like and subscribe လေးကိုပြခဲ့ကြပါ